ကံကြမ္မာရဲ့စီရင်ချက်အခန်းတင်ဒီတီထွင်မှု အောင်မြင်မှဖြစ်မယ်မဟုတ်ရင်တော့အခုတိုင်ဘဝကရှင်ရက်နဲ့တည်နေမှာကော်ဖီခွက်ကိုလက်တုံတုံနဲ့မှပြီးကြိုက်ခနဲမောချလိုက်တယ်ဖူလောင်လောင်ရင်နှွေးကြောင် လေချောင်းနဲ့ရှာကကြက်လူမတက်ပဲဒါပေမဲ့ဝေဒနာခံစားဖို့သူ့မှာအချိန်မရှိဘူးတင်းငယ်ပြုတ်သိမ့်နေတဲ့ကုတ်တွေကကုံဆိုးကိုပုတ်လိုက်တိုင်းတန်းစီကြမြဲပဲဟော မဝုတ်မရေမျက်လုံးတွေက ရှေးကိုကြည့်မိပြန်ပြီတတုနံရိုးတွေတောက်ပပဖန်မိเจ้าတွေ ਨੇ အဲ့ဒီအရာကတာမန်ပေါင်းဆောင်အတိုင်းပဲဘယ်ချိန်ကျမှသူဖြစ်စေခြင်းသလိုဘေးတိုက်လဲပြီးပွင့်လာမှာလေလိုအပ်သေးတဲ့အရာကိုစဉ်းစားမရတော့မြေပြုံမှုန့်အလင်းလင်းကပ်နေတဲ့လက်နဲ့သပင်ကိုထိုးဖွာလိုက်တယ်မျက်နာအနှံ့မှာမှန်ကွဲစားတွေစိုက်ဝင်နေတယ်ကလာလာပုံရိပ်ကိုမြင်အောင်ပြန်လာပဲ။ ထုံးစံတိုင်းမျက်ရည်ကျရတာပေါ့။သူမအတွက်အရှုံးပေးလို့မဖြစ်ဘူး။ဒါကြောင့်တရင်တရံခြေလှမ်းတွေနဲ့တင်မုံစီကိုပြန်လျှောက်လာတယ်။အဖြက်ကိုမယူတော့ပဲလက်နဲ့သာခက်ချမ်းချမ်းတုပ်ပစ်လိုက်တယ်။မြေပြူခဲကိုဖိပြီးခြာရေးပြန်တယ်။ Wine equal to MH black C M ကအချိန်အဟုန် H ကအချိန် C ကဂိမ်းတယ်ဂိမ်းတယ်မျက်လုံးမိတ်ပြီး ရေရွတ်နေရင် အပြာရောင်လင်းတဲ့တစ်ခုကအာယုံထဲပေါ်လာတယ်။စီကိုကိန်းတည်အဖြစ်မယူပဲစားမှတ်လို့ယူဆရင်ကောပုံသေးနီးကိုအဲ့ဒီလိုယူဆကြည့်ပြီးအစာဆုံးပြန်တွက်ထုတ်တယ်။သူ့နှလုံးခုန်တန်းကမြေပြူခဲရဲ့တတောက်တောင်မြေပုံမျိုးပဲ။ထွက်သက်ကိုထုတ်ပြီးတဲ့ချိန်ပြုံးမိတဲ့သူ့မျက်နာကမီးဘူးတိုက်ပြီးဆန့်လာတဲ့အဝတ်လို။ဂျန်ကင်းဘော်ကကော်ဖီမိတ်အိတ်ခွန်တွေကိုကြွတ်ကြွတ်မြည်အောင်နှင်းပြီး ကွန်ပျူတာစီကိုပြေးလာတယ်။သူ့လက်ဆောင်တွေရဲ့ကီးဘုတ်ပေါ်ရွေးရှားမှုနှုန်းက Formula 1ပြန်ကအတိုင်းပဲ။ Algorithm ကို အစအဆုံးပြန်ရေးချပြီးနောက် Enter key ကိုခက်ဆက်ဆက်ခေါက်ချလိုက်တယ်။ဂျိန်းကြိလိကြိလိဂျိန်းဆိုပြီးစက်ကြီးရဲ့ဘေးတိုင်လဲပွင့်လာပုံကသူ့ဆန္ဒရှိတဲ့အတိုင်းပဲ။နောက်တစ်ဆင့်ကတော့အထဲကရေခဲကြောင်ငွေတွေလွင့်ပြန်လာတာ။တစ်ဖက်ခမ်းမှာလဲအပြာရောင်မီးဆိုင်တွေလင်းလာကြပြီ။ အိမ်မက်မဟုတ်တဲ့အောင်မြင်မှုနေမနာညမအားစူးစားခဲ့ရတဲ့ရလတ်ထိုင်နေရကအာကုံထလိုက်တော့ကလက်ထိုင်တော်နောက်ပြဲလဲသွားတာပဲနှုတ်ကနေအယူတယောက်လိုတကြောကြောအော်ရင် အထဲကိုခြေကုံတုပ်ဝင်လိုက်တယ်ကိုမင်းကိုရအောင်ကဲမယ်ဆက်ပြန်လဲပြီးပိတ်သွားတာနဲ့ပန်ကားလိုမျိုးတဝူးဝူးမြည်တော့တာသူ့ရင်ခုန်တန်းကလည်းပရင်းကန်ဆွဲပြီးမှုေ့လိုက်တယ်လို့တတိုင်းတိုင်းနေ အယ်ဂိုရစ်တမ်မှန်သွားပြီဖြစ်ပေမယ့်ဟိုဘက်ခံတဲ့ကနေပြန်ထွက်နိုင်ပါမလားဒါမှမဟုတ်အချိန်စီးကြောင်းထဲမှာပဲထာဝရပိတ်မိသွားမှလားဆိုတဲ့တန်တရာမေးခွန်းတွေတော့ရှိနေတော့မယ်အဲ့ဒီအချိန်မှာပဲဂျင်းချင်းချမ်းချမ်းအတန်နဲ့တကားကြီးပွင့်လာတယ်။အိုးမီးပွင့်ပြပြတွေအမောင်လေးကထွက်လာစမို့အသားမကျသေးဘူး။မျက်စိကျိန်းလိုက်တာ။သူ့အပြော်ကတော့အကြီးဆုံးထီစုပေါက်သွားတဲ့အတိုင်းပဲ။ လက်ပတ်နာရီကိုငုံကြည့်လိုက်တယ်59ကနေတစ်စက္ကန့်ထိကိုပြန်သွားနေတာပိုသေးကြအောင် အခန်းတစ်ခုကြားကတက်သေးပြမှန်းချမ်းနဲ့စစ်ကြည့်အောင်မှာဟိုဘက်ခန်းမှာပေါ့ကွန်ပျူတာနှိပ်နေတဲ့သူက ကော်ဖီအိတ်တွေကိုနေမီနောက်ပြန်ပြေးနေတာကျမ်းမော်ကြနေတဲ့မြေပြူခဲကလည်းသူ့လက်ထဲပြန်ခုံတက်လာလို့ဟော ခုဆိုရင်တင်ချပုံသေးနီးကိုတော့ဖြောင်းပြန်တွက်နေပြီတာမန်အချိန်စီးကြောင်းရဲ့ သဘောတရားအရာ အကျိုးတရားဖြစ်တာက အကြောင်းကြောင့်ပဲဥပမာအဖြစ်လက်ထဲကဖန်ခွက်ကြာကွဲတဲ့အခါလွတ်ကျတဲ့ဖြစ်စဉ်က အရင်လာတယ်။ပြောင်းပြန်အချိန်စီးကြောင်းမှာတော့အကျိုးပြီးမှအကြောင်းရင်ဗီဒီယိုကိုနောက်ပြန်ရစ်ကြည့်သလိုမျိုးပေါ့။ကွဲကျင်နေတဲ့ဖန်စာလေးတွေကတန်လိုက်နဲ့ဆွဲငင်ခံသလိုခွက်ပုံစံပြန်ဆုလာပြီးလက်ထဲကို နောက်ပြန်ခုန်တက်မှာပိုပြီးတေကြအောင်ခက်လန်းလန်းကဇပွဲကိုရှောက်လာတယ် ပုံမှန်အချိန်စီးကြောင်းတွေကဘောပင်ကိုကောက်ဖို့ကြိုးစားတယ်။အားတစ်ခုကတွန်းကန်ထားလို့လက်လန်းလိုက်တိုင်းနောက်ပြန်ရွေသွားတာပဲ။ဒါကြောင့်ပြစ်ချတာလို့ဗျောင်းမြန်တွေးပြီးလက်ဆန့်လိုက်တယ်။လေကိုဆန်တက်ပြီးသူ့လက်ထဲရောက်လာတာပဲ။သူ့ဆက်ကခရစ်စတိုဖာနိုလန်ရဲ့တန်နက်စ်ရုပ်ရှင်တွေကနေတနေရာနဲ့ကွဲတာပါ။နိုလန်ရဲ့ဆက်ကထွက်လာတဲ့လူအတွက်ဗျောင်းမြန်အောက်ဆီဂျင်လိုအပ်ပေမယ့် သူ့ဆက်ကထွက်လာတဲ့သူကတော့မလို့ဘူးအခန်းနေဧပြီလ21ရက်ဘာလိုလိုနဲ့တပတ်ပြည့်သွားပြီအေးရွားခဲ့လို့လူကလန်းဆန်းနေတာပဲနိုးနေအောင်မျက်နှာချက်ကိုကြည့်ပြီးတွေးနေလိုက်တယ်သူတို့လက်ထပ်ဖို့အတွက်ဘယ်နေရာက အသင့်တော်ဆုံးလဲလူအများလို့တလို့ပါရီကအီဖယ်တာဝါရှိမှာလားမော်ရိုက်ကမ်းခြေမှာလားဆွစ်ဇာလန်ရဲ့အဲဒါမှမဟုတ်နော်ဝေရဲ့ ။နောမကတောင်တန်းတွေကြားမှာလား။အိုးသူ့ဆန္ဒထက်ကလာယာကြိုက်ဖို့ကပိုရေးကြီးတာပဲ။တိုင်ကနာရီကိုကြည့်လိုက်တယ်။နေ့လည်ခင်းတနာရီ90ပြီးတော့12နာရီခွဲလက်တံတွေကနောက်ပြန်ရွေ့နေကြတာ။မနက်7နာရီ45မိနစ်အာကနေအော်ပြီးမျက်လုံးမိတ်လိုက်ပေမဲ့အကြောင်းမထူဘူး။အပြည့်ပြည့်အဆဆုံးကို ပြန်မြင်ရတာပဲ။တိုကျိုရဲ့အမှတ်2လေး6 အဝေးပြေးလမ်းမှကြီးမော်တော်ယာဉ်တွေကတကြားကဲခြီလာတဲ့ပရွက်စိတ်တွေလိုမျိုးဥရဟိုသွားနေကြတာကလာရတဲ့အပြာရောင်တိုယိုတာခရောင်းကားလေးကအနောက်ဘက်ကိုချိုးချလိုက်တယ်လမ်းကြောင်းမှန်ယုံနေမကစစ်ကနေမီးလဲပြရက်သားပဲအချိန်ကလည်းတတ်မှတ်နှုံးထက်တောင်ညော့နေတာဒါပေမဲ့လိမ်မော်ရောင်ကုန်တဲ့ကားတစ်စီးကအရှိကနေဝုံတိုင်းမောင်းချလာတယ်တော်စင်ရန်ကြီးပြေးလာတယ်လို့မျိုး ကလာရာရဲ့မျက်လုံးအိမ်တွေက ထိတ်လန့်မှုကြောင့်ကျဉ်းသွားတယ်။သူမကဘေးကိုတိမ်မေးဖို့ကြိုးစားပေမယ့်အချိန်မမီလိုက်ဘူး။ကုန်တင်ကားကြီးကသူမကားရှိပိုင်းကို ဖြတ်တိုက်ပြစ်လိုက်တယ်။လေကာမှန်ကွဲထွက်သွားတာဖြန်းကနေပဲ။ကားရှိဘန်ပါကကြေးမွပြီးအင်ဂျင်ခန်းရဲ့တန်းတွေလည်းခြိုက်ဝင်သွားတယ်။မှန်ကွဲစားတွေက လေကိုင်းကို ကန်ထွက်လာတဲ့မြားတွေလိုမျိုး ကလာရာစီကိုဥတီသွားတာ။ညာဘက်မျက်နှာတစ်ချမ်းလည်း ကကြီးနဲ့အညက်ခံရတဲ့အဝတ်ဆလိုပဲခဏနေတော့အရေးပေါ်ကားတစ်စီးရောက်လာပြီးသူမကိုတင်ဆောင်သွားတယ်ဆက်မတွေးကျင်တော့လို့ခေါင်းခါရမ်းပြီးမျက်လုံးဖွင့်လိုက်တယ်သူ့ခန္ဓာကိုယ်တုံခါမှုကရှော့တိုက်ခံရတဲ့အတိုင်း7:44မိနစ်ကနေ7:25အတွင်းอืมပြောင်းပြန်အချိန်သဘောတရားရာလူနာတင်ကားကနောက်ပြန်ရွှေ့မယ်ကလေးရမျက်နာပေါ်ကဖန်ခွဲစရီလဲ ြန်ပေါင်းစီးပြီးမူလလေးကမှန်ပြန်ဖြစ်မှာသွေးတွေကကိုယ်ထဲပြန်ဆင်းဝင်ပြီးမျက်နာကတဖြည်းဖြည်းအနာကျက်မယ်။ဘန်ကာကပြန်ကောင်းပြီးသူမကာရောကုန်တင်ကားပါ လာလန်းကိုပြန်ဆုံမှာကနောက်ဆုံးအဆင့်ဟုတ်ပြီ10နာရီမိနစ်30ဒီအချိန်ကအသင့်တော်ဆုံးပဲ။ပြောင်းပြန်စက်ထဲဝင်ပြီးအတဲပြန်ပြောင်းရင် ကြာမဲ့ချိန်က15မိနစ်ဟိုလုတ်ဒီလုတ်နဲ့17နာရီထိုးပြီးသား အဲ့ဒီချိန်ဆိုသူမအင်းကမထွက်လောက်သေးဘူးထွက်ရင်လေနှစ်လေးချောက်လမ်းပေါ်မရောက်ဖို့များသေးတယ်သူတားလို့ရနိုင်တာပဲဒီတော့အချိန်မဆိုင်ပဲဆက်သေးဝင်လိုက်တယ်ခဏကြာတော့ပုံမှန်အချိန်စီးချောင်းနဲ့သူပြန်ရောက်လာပြီပထမဆုံးလောက်တာက ရေခဲစိန်ထားသလိုအေးခဲတုန်ခါနေတဲ့လက်နဲ့သူမကို ဖုန်းခေါ်ခြင်းပဲစကံမလက်အရေးကြီးတဲ့အချိန်မို့လိုရင်းမဲ့ပြောလိုက်တယ် ကားကိုဘေးချရပ်ပြီးစင်းငယ်ကလာရစိုးရင်တကြီးနဲ့သူ့အတန်းကြောင့်သူမကအင်းအဲနဲ့ခဏကြောင်သွားတယ်။ဘာဖြစ်လို့လဲဟန်နီပြန်မမင်းနဲ့ကိုပြောသလိုသာလှုပ်ဆမ်းမှာ။ Okay okay ကျမခူးရက်လိုက်မယ်။သူမကအေးအေးဆေးဆေးပြောနေပေမဲ့သူ့ခေါင်းကတော့မိမြိုက်ခံရတဲ့ရေခဲလိုပြောကြတော့မယ်။ဖြစ်နိုင်ရင်나이စက္ကန့်တောင်မဆိုင်ပဲကားရက်စီခြင်းနဲ့ဟန်နီလောက်ပါအောင် ကျမကားဆက်ရှင်တက်မရဘူး။တော့လည်းထုတ်မရဘူး။တူမအတန်မှာကြောင်ရွနဲ့အရေးရောင်တွေထင်ဟပ်နေတယ်။ဘာဘာကြောင့်များလဲ။အိုးဘာကြောင့်ဖြစ်ဖြစ်သူရအောင်တားမှာပဲ။မင်းနေလေးကြောင့်လမ်းပေါ်မရောက်သေးဘူးမလား။စိတ်မပူနဲ့နော်။ကိုအခုချက်ချင်းထွက်ခဲ့မယ်။ဖုန်းချလိုက်နဲ့။တဇက်ဇက်တုံနေတဲ့သူ့ခြေထောက်တွေက ကြောက်ကမ်းမအစုံမှာရက်နေတဲ့လူလိုပဲ။ကီလိုကို90တိတင်ပြီးမောင်းထွက်လာခဲ့တယ်။ ဘာသာရေးကိုလေးလေးနက်နက်ယုံကြည်တာမဟုတ်ပေမယ့်စိတ်ထဲကနေဆူတောင်းလိုက်တယ်။ကြားတဲ့ဖခင်ကကဲပေးပါဆိုပြီး7နာရီ38မိနစ်နေလေးချောင်းလမ်းပေါ်ကိုသူတက်လာပြီ။ကဲပါဦးဟန်နီကျွန်မထိန်လို့မရတော့ဘူး။မင်းအနောက်ဘက်ကိုချိုးမလာနဲ့။တခြားဘက်ကိုလမ်းကြောင်းပြောင်းလိုက်။စရီယာလိုင်းကိုတော့ထိန်လို့ရတယ်မလား။မရတော့ဘူး။ကျွန်မကိုကဲပါ။သူမရဲ့အတန်ကအမဲဖြတ်ခံရမှာကိုသိနေတယ်။တတ္တဝါတကောင်ရဲ့သွေးလန့်မှုအတိုင်းပဲ။ သူကလည်းအသက်ရှူဖို့တောင်မိနေတယ်။စူညံနဲ့ဟွန်းတန်ရှိတခုသူ့မေးကြော်တွေထောင်သွားတယ်။သူမကိုဝင်တိုက်တော်မယ်ကားပဲ။အချိန်က7နာရီမိနစ်40သူမကားကလည်းအနောက်ဘက်ကိုချိုးကွေလာပြီ။သူနှကန်းကိုဖိကိုက်ပြီးဆုံးဖြတ်ချက်ချလိုက်တယ်။သူ့ကားသာဂျားကန်ဝင်ပေးလိုက်မယ်ဆိုရင်ကုန်တင်ကားကသူမစီရောက်သွားမှာမဟုတ်တော့ဘူး။ဒါကြောင့်လီပါကိုအမြင့်ဆုံးတင်ထားလိုက်တယ်။ဒီအချိန်နဲ့ဆိုရင် 5မိနစ်တွင်မှီလောက်မှာပါကြက်သိမ်းဝင်းညှစ်ထားပြီးနှကန်းတစ်ဆက်ဆက်တုံးလာတယ်တေရမှာကြောက်လို့မဟုတ်ဘူးသူမကိုအပီးပိုင်ခွဲခွာရတော့မှာမို့တေချာစဉ်းစားကြည့်တော့သူမရဲ့ရှေ့လျှောက်ပျော်ရွှင်မှုတွင်သူ့အသက်ကိုပေးဆက်ရတာတန်ပါတယ်ဂျွီးကြစ်ကြစ်ဆိုပြီးဘိန်းတွေကကတ္တရာလန်းနဲ့ခကြံကြံဖိပွက်နေတဲ့အတန်ဒါပေမဲ့ကားကရှေ့တလက်မှတော့မရွေ့ဘူးစက်ပြက်လို့မဟုတ်ပဲ တစုံတစ်ခုကနောက်ပြန်ဆွဲထားသလိုဖြစ်နေတာတကားဖွဲ့မိစင်းမို့စူးစမ်းပေမဲ့လေမအောင်မြင်ဘူးဘာကြောင့်ဖြစ်ရတာလဲအချိန်က7:43ကေဘောင်းဟန်နီအာကောင်ချစ်ပြီးအော်လိုက်တယ်သူမအတန်ပြီးတော့မိုးချိုးပစ်တယ်လို့ဝုန်းကနေမြည်သွားတယ်7:45မိနစ်ကွက်တီပဲကလာယာလေဆောင်ကွဲမတန်အော်ပြီးတဲ့နောက်မှာအမြင်အာယုံဝေဝါးလာပြီး ပဝန်းကျင်ကမှောင်တိကျသွားတယ်။သူ့ခန္ဓာကိုယ်ကလည်းတစုံတစ်ခုရဲ့ပြည့်လွှဲတာ ခံလိုက်ရတယ်လို့မျိုးခြာလက်ပတ်လဲသွားတာ။ပြီးရင်ဘာဆက်ဖြစ်မှာလဲ။အခန်း၃အာသူ့နောက်ကျောကတင်မုံကိုဝင်းဆောင်တာဘိုင်းကနေပဲ။အာခါကအတော်မြတ်သွားတာ။မတ်တရက်ဖို့တောင် ဖြည်းဖြည်းချင်းအာယူထားရတယ်။နာကျင်မှုတွေနည်းနည်းတက်တာလာတော့မှ သူ့စိတ်တွေကြောက်ကြရဖြစ်လာတယ်။နာယီကို ပြန်ကုန်ကြည့်လိုက်တယ်။ဧပြီလ28ရက်ညနေခင်း6နာရီသူ့မျက်လုံးတွေ ပြူးကျယ်လာပုံက ပေါက်ထွက်မတတ်ပဲ။ Oh my god ။ဒါကဗျောင်းမြန်ဆက်ကို သူတီထွင်နိုင်ခဲ့တဲ့အချိန်လေး။အမှန်ဆိုရင်သူကဧပြီလ21ရက်နေ့မှာ ရှိရမှာမဟုတ်လား။ဘာကြောင့်ဒီအခန်းထဲပြန်ရောက်နေရလဲ။အိမ်မက်မဟုတ်တာတော့သိကြတယ်။ ။ဘာကြောင့်လဲဆိုရင်28ရက်နေ့တုန်းကသူဝတ်ထားတာကပန်းနုရောင်လေဝိုင်းစပုတ်ချက်။အခုသူ့ကိုယ်ပေါ်မှာကဂျင်းကြခင်အပါလေ။အဲ့ဒီအချိန်တုန်းကပွာရောင်းရောင်းစပင်။အခုတော့ခေါင်းလိမ့်စီနဲ့တတရရခွဲထားတယ်။သူအချိန်နောက်ပြန်သွားခဲ့တာတော့အမှန်ပဲ။ဒါဆိုရင်ဘာကြောင့်ဒီနေရာကို ပြန်ရောက်လာတာလဲ။သူမကိုမကယ်တင်နိုင်ခဲ့ဘူးပေါ့။ဖယားသခင် သူ့ကြိုးစားမှုကတဲတဲ့ရည်သွန်ဖြစ်သွားတာလားခေါင်းတရေရည်မူလာပြီးနောက်မှာကျမ်းပေါ်မှောက်ရဲလင်းသွားတယ်နှကန်းတွေကတွေးချပြီးမြေတောင်ခတ်ဖို့တောင် အားမရှိဘူးကက်သလစ်ဘာသာဝင်တယောက်ဖြစ်ပေမယ့်သူတည်တဲ့ဗုဒ္ဓဘာသာဆိုင်ရာပုံမြင်တစ်ခုရှိတယ်မှတ်မိတဲ့အထဲမှာကာလန်ဒီတန်ကွဲကောင်းကွဲနိုင်ပေမယ့်အဓိကအကြောင်းအရာကတော့မလွဲဘူးဒီပုံမြင်လေးကို ကံကြမ္မာရဲ့စီရင်ချက်လိုပဲဆိုကြရအောင်တခါကပုံနာတယောက်ကရစ်ပူစော်ပွဲအတွက်စိတ်တွေကိုရေချိုးတန့်စင်တယ်အဲ့ဒီမှာစိတ်တကောင်က ရီလိုက်ငိုလိုက်ဖြစ်နေတယ်ပုံနာကြီးကမေးတော့စိတ်ကပြန့်ဖြေတယ်သူကလူဘဝတစ်ခုမှာစိတ်တကောင်ကိုလဲလီတက်ဘူးတယ်တဲ့အဲ့ဒါကြောင့်အခုလို စိတ်ဘဝနဲ့အဖန်900ခန့်ရတယ်ဒီဘဝကသူ့အတွက်နောက်ဆုံးဖြစ်လို့ပျော်ပြီးရည်တာတဲ့ ပုံနာကြီးကသူ့လိုခံရတော့မှာပါလားလို့တွေးမိတဲ့အခါဝမ်းနေပြီးငိုရပြန်နေတယ်။ဒီလိုနဲ့ပဲပုံနာကြီးကစိတ်ကိုလှုပ်ပေးလိုက်တာပေါ့။ဒါပေမဲ့ကံကြမ္မာကတော့သူ့စီရင်ချက်ကို ပြောင်းလဲမပေးဘူး။စိတ်ကပုံနာလက်ထဲကလွတ်သွားပြီမယ်။မိုးချိုထိမှန်သွားတယ်တောင်တစ်ခုကပဲထွက်လာတဲ့ကြောက်ဆိုင်တစ်ခုကစိတ်စီကိုဥတီလာပြီးလေကိုတီကနေဖြတ်ချလိုက်တယ်။ဤပညာတိုးတက်မှုကြောင့် အချိန်ကဒိုင်မန်ရှင်တစ်ခုဖြစ်လာပြီလူတို့လိုကွေးညွန်နိုင်ပေမဲ့ကံကြမ္မာကိုတော့မပြောင်းလဲနိုင်တဲ့သဘောပဲသူအန်တင်းတင်းချိန်ပြီးလေးဘက်ကုန်းထလိုက်တယ်ဘလို့အတိတရားပဲရှိရှိနှစ်ခါပြန်မစင်စားဘူးဒါကြောင့်သူ့ခြေတော်တွေရဲ့ဥတီယာကပြောင်းပြန်ဆက်စီပဲမိเจ้าကိုတိုးတိုက်ပြီးအတောင်ကျသေဆုံးသွားတယ်ပိုးဖလံတွေကို သူ့မျက်လုံးထဲမှာ မြင်လို့စာရေးသူဤဝန်ခံချက်အချိန်နောက်ပြန်လည်ခြင်းနဲ့အချိန်ပြောင်းပြန်ဆက်မှာဒရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ထန်နက်ရုပ်ရှင်မှာသဘောတရားကိုမှီညမ်းပါတယ်ဇလန်းစကွက်ကတော့ကိုပိုင်သာဖြစ်ပါတယ်အကယ်၍ကျွန်တော်ရေးထားတဲ့ဇလန်းကအမှုပညာတရရဲ့စီကဓာတ်ရိုက်ယူရေးတယ်လို့တက်တဲ့အထောက်အထားတွေ့ရှိခဲ့ရင် အမြင်ပြည့်စင်ရင်သိနိုင်ပါတယ်ခင်ဗျာ။ နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။